မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့စက်တဘာလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာအာရခတပ်တော် AA နဲ့အာဆာလက်နက်ကိုင်တို့ကြားမှာအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဇာတပ်ဖွဲ့ဝင်များက Facebook, X လူမှုကွန်ရက်စာမျက်နှာများမှာ AA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ရုပ်သံဖိုင်များကိုစက်တဘာလ22ရက်နေ့ကလွှင့်တင်ထားကြပြီးတော့ AA ရဲ့တပ်စခန်းတစ်ခုကိုလည်းသိမ်းပိုက်လိုက်ပြီလို့ပြောဆိုထားတာကိုတွေ့ရပါတယ်။သို့တော်လည်းမောင်တော်မြို့နယ်ရဲ့မြည်သည့်နေရာမှာ AA ရဲ့တပ်စခန်းကိုသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းနေရာတိတိကျကျကိုတော့အာဇာတပ်ဖွဲ့ဝင်များကဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။အာဇာရဲ့ဗီဒီယိုဖိုင်အရာ အေရဲ့တပ်စခန်းကိုတိမ့်ပိုက်တယ်လို့ရုတ်တံထဲမှာကင်းစခန်းပုံစံမျိုးမဟုတ်ဘဲနဲ့အခိုင်အမာတပ်ဆွဲထားနိုင်တဲ့အဆောက်အဦအများအပြားနဲ့နေရာအခြေဝန်းရှိနေတာကိုတွေ့ရပါတယ်။အာဆာရဲ့တိုက်ပွဲရုတ်တံဖိုင်မှာဆက်လက်တွေ့ရှိရတာကတော့အေအေတပ်သားလို့ယူဆရတဲ့လက်နက်များနဲ့အတူတပ်သား9ဦးထက်မနည်းတင်ဆုံနေတာကိုတွေ့ရပါတယ်။သို့တော်လည်းအရခတပ်တော်အေအေဘက်ကမောင်တော်မြို့နယ်မှာအာဆာနဲ့တိုက်ပွဲဖြစ်ပွားနေကြောင်းကိုအတည်ပြုပေးထားတော့လေ ်လက်စခန်းလက်လွတ်ဆုံးရှုံးရခြင်းရှိမရှိကိုတော့တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘူးလို့တွေ့ရပါတယ်ပြီးခဲ့တဲ့3ရက်လောက်ကစပြီးတော့မောင်တော်မြို့နယ်တောင်မြို့ဒေသတဝိုက်မှာအရခတက်တော် AA ရဲ့စခန်းများကိုအာစာလက်နက်ကိုင်များဝင်းရောက်တိုက်ခိုက်နေကြောင်း AA ရဲ့စေဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧရာဝတီသတင်းဌာနနဲ့အင်တာဗျူးမှာထည့်သွင်းပြောကြားခဲ့ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအာစာတပ်ဖွဲ့ဝင်းများဟာဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ်ကအရာရှိတချို့ရဲ့ဖိအားပေးမှုနဲ့ AA ရဲ့တပ်စခန်းများကိုဝင်းရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မှာအချမ်းဘတ်စစ်ခွေးရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာကားတစီတိမ်းစီရရှိခဲ့ပြီးတော့မိရှုရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ22ရက်နေ့မှာခင်ဦးမြို့နယ်မကြီးတုံပြူစောတိရွာကိုအင်အားဖြည့်တင်းရန်လာတဲ့အချမ်းဘတ်စစ်ခွေးရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်အချမ်းဘတ်စစ်တပ်ဘက်ကကားတစီပျက်စီးသွားပြီးတော့စစ်ခွေးများထိခိုက်မှုရှိကပျက်စီးသွားတဲ့ကားကိုထားခဲ့ပြီးတော့စစ်ခွေးရင်တန်းပြန်လည်ဆုတ်ခွာထွက်ပြေးသွား ားတယ်လို့သိရပါဗျ။စက်တင်ဘာလ22ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကပျက်စီးသွားတဲ့ကားကိုလာယူတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းအထိနာကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်တော်လိုင်းရဲဘော်များကအဲ့ဒီကားကိုမိရှုပ်ရှင်းလင်းလိုက်တယ်လို့ပြောပါတယ်။မကြီးတုံပြူစောရီရွာကိုအင်အားဖြစ်တင်းမို့လာတဲ့စစ်ခွေးရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်တာတော်လိုင်းတပ်ဖွဲ့တွေကကားတစ်စီးတင်းစီးရရှိခဲ့ပါတယ်။ အဲ့ဒီကားကိုနောက်တနေ့စက်တင်ဘာလ22ရက်နေ့မှာစေခွေးစေချောင်းကသူတို့ကားကိုပြန်လာယူတော့တိုက်ပွဲထပ်ဖြစ်ပြီးတော့စေခွေးတွေအထိနာပြီးကားကိုပြန်မယူနိုင်မဲထားခဲ့လို့တော်လိုင်းတပ်ဖွဲ့တွေကမိရှုရှင်းလင်းလိုက်တာပါလို့ Local PDF သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ အလားတူပဲစက်တဘာလ22ရက်နေ့ကလည်းရွှေဘိုလေးကျင်ရေရှင်းနဲ့ဘုတ်ကုန်းပြူစောတိရွာကိုခိုးကြောင်ခိုးဝထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ကဒူးဘုံမူကြီးအပါအဝင်တေဆုံးသူတွေများပြားပြီးတော့နှစ်ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ဆက်နက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကလမ်းဆဲတိုက်ပွဲမှာလဲပြည်သူစစ်တွေကိုမူရဆဲတွေကျွေးပြီးတော့စစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဆော့လော်မြို့နယ်လမ်းဆဲဒေသတိုက်ပွဲမှာ KIA ကဖမ်းမိခဲ့တဲ့စစ်တုံးမှန်းတအုပ်ကရှေတန်းမှာပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုစစ်ခွေးတပ်ကမူရဆဲဝါတွေကျွေးပြီးတော့စစ်တိုက်ခိုင်းနေကြောင်းပြန်လည်ဖြေကြားထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ဟာစက်တဘာလ19ရက်နေ့မှာ KIA သိမ်းပိုက်ထားတဲ့လမ်းဆဲဒေသကိုပြန်လည်ရယူနိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့ရာ9ရက်ဇက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေကအင်အားအများပြားနဲ့ထိုးစစ်ဆင်ခဲ့တာကြောင့်စက်တဘာလ22ရက်နေ့မှာ KIA ရဲ့ကာကင်းစခန်းဂုံးတစ်ခုကိုလက်လွတ်ခဲ့ရတယ်လို့သိရပါတယ်စက်တဘာလ22ရက်နေ့မှာတော့ KIA က တံပြန်ထိုးစစ်စင်တာမှာစစ်တပ်နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေတေဆုံးဒဏ်ရာရသူတွေများပြားပြီးတော့ကာကင်းကုန်းကိုပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်တုံးမှတချို့ကိုလည်းဖမ်းမိတယ်လို့လက်နက်ခဲယံအချို့ကိုလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းမိခဲ့တဲ့စစ်တုံးမှတအူးကတိုက်ပွဲမှာထမင်းမဆရတာ၄ရက်ရှိနေပြီဖြစ်ပြီးတော့စစ်သားတွေကပြည်သူစစ်တွေကိုမူရဲဆေးပြားတွေကျွေးပြီးတော့တိုက်ခိုင်းနေတယ်လို့ပြောပါတယ်။ထမင်းမဆရတာကြာပြီးတော့ တုံရင်နေတဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို KIA တပ်ဖွဲ့ဝင်တွေကထမင်းကျွေးခဲ့ပါတယ်စစ်တပ်ကပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကိုရောစစ်တပ်နန်းစင်းနဲ့စစ်သားတွေကိုရော မိုးရစေးတွေကျွေးပြီးတော့ရှေ့ကနေအသေးခံစစ်တိုက်ခိုင်းတဲ့အထောက်အထားတွေကိုနိုင်ငံတော်ကစစ်မျက်နှာပြင်နေမှာဇက်တိုက်ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။သခိုင်းတိုင်းကဏီမြို့နယ်ချောင်းမရွာမှာစက်တမလာလေကတိုက်ပွဲမှာလဲစစ်သားတွေတွေကိုမိုးရစေးတွေကျွေးပြီးတော့စစ်တိုက်ခိုင်းတာကြောင့်တိုက်ပွဲအတွင်းမှာဆေးကြောင်နေတဲ့စစ်သားတွေကို PDF တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။စက်တမလာ23ရက်နေ့ကကရင်ပြည်နယ်၄ကီကောင်မြို့တဲတိုက်ပွဲအနည်းမှာလဲ စစ်ခွေးတပ်ကပြည်သူစစ်မှုထမ်းတင်တန်းစင်တပ်သားတစ်တွေကိုဆေးကျွေးပြီးတော့ရှေ့ကနေအသေးခံတိုက်ခိုင်းတာမှာတေဆုံးတဲ့ရရှိသူတွေအများပြားရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ဗာဂျရာဆေးရုံအထက်မြင့်တိုက်တာများကြားမှာရင်းသွားလမ်းမကြီးပေါ်ပေ160ကျော်နက်တဲ့မြေပြုံမှုကြီးဖြစ်ပွားခဲ့ပြီးတော့မြေရင်းကြီးဖြစ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ24ရက်နေ့မနက်9:23မိနစ်အချိန်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ဗာဂျရာဆေးရုံရှိမှာမီတာ90ဝန်းကျင်ပေအားဖြင့် 164ပေအနက်ရှိတဲ့မြေတွင်းကြီးအဖြစ်နဲ့မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။လက်တလုံးထိခိုက်ဒဏ်ရာရရှိသူမရှိသေးပဲမြေများဆက်လက်ပြီးတော့ပြိုကျနေတယ်လို့ပြောပါတယ်။ထိုင်းအာဏာပိုင်များကမြေပြိုရာနေရာဝန်းကျင်မှာရှိတဲ့လမ်းများအလုံးကိုရာရင်ပိတ်ပင်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီမြေပြိုတဲ့နေရာဟာ Samsung ရဲစခန်းရှိနေ၊ Vajra ဆေးရုံရှိမှာဖြစ်ပွားနေခြင်းဖြစ်ပြီးတော့လက်ရှိအချိန်ထိမြေကြီးများတိတ်အိနဲ့ကျုံဝင်နေစေဖြစ်တယ်လို့ထိုင်းပြည်သူများကဓာတ်ပုံဗီဒီယိုများနဲ့တကွလူမှုကွန်ရက်ပေါ်မှာမျှဝေထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်ရေးမြို့ရံမြို့အောင်ရက်ကွက်နယ်ရွှေလင်းရုံရွှေဆိုင်ပန်းရှင်ရဲ့နေအိမ်ဖောက်ထွင်းခံရတာကြောင့်ရွှေနဲ့ငွေကြက်သိန်း9000တဲ့မနေ့ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ23ရက်နေ့မနေ့2နာရီအချိန်မိုးတဲထန်စွာရွာနေတဲ့အချိန်မှာဖောက်ထွင်းသမားတွေကနေအိမ်ရဲ့ခေါင်မိုးကနေဖောက်ဝင်ပြီးတော့အိမ်ခန်းထဲမှာရှိတဲ့ရွှေ90ကျပ်သားဝင်းကျင်နဲ့ငွေသားတစ်ချုပ်ကိုယူဆောင်သွားတယ်လို့သိရပါဗါးဖောက်ထွင်းခံရတဲ့နေအိမ်ဟာနှစ်ထပ်တိုက်ဖြစ်ပြီးတော့ခြံစည်းရိုးအခိုင်မာတိဆောက်ထားတဲ့ဂျားကနေပြီးတော့ဖ ဖောက်ထွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။နေအိမ်ဖောက်ထွင်းခံရတာကြောင့်အင်ရှင်ကရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားပေမဲ့တရားခံကိုတော့ဖမ်းဆီးရမိတာမရှိသေးဘူးလို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရေးမျိုးကကုံစုံဆိုင်တစ်ခုဖောက်ထွင်းခံရတာကြောင့်တမိုးရှိတဲ့ပြည်စီအများပြပါသွားတယ်လို့ဒေသခံတွေကအတည်ပြုပြောကြားထားပါတယ်။လုံးကြုံရေးတွေတင်းကျပ်ထားတဲ့ရေးမျိုးမှာအာနာသိန်းကာလအတွင်းခိုးဆိုးလူရက်မှုတွေနဲ့နေအိမ်ဖောက်ထွင်းခံရမှုတွေမကြာခဏဖြစ်ပွားနေပေမဲ့ စစ်ကောင်စီလက်အောက်ခံရဲခွေးတွေကတော့ပတ်စံကောက်တာကလွဲပြီးတရားခံတွေကိုဖော်ထုတ်ဖမ်းဆီးရရှိမှုဟာမရှိသလောက်နှဲပါနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်းအောင်ကုန်းမြို့နယ်ကိုရက်ကွက်မှာ Wi-Fi ကြိုးတွေကိုပြန်လည်ပြင်ဆင်နေတဲ့လျှက်စစ်ဝန်ထမ်းတအူဒလိုက်တေဆုံးမှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ23ရက်နေ့မနက်ပိုင်းကမယန်းကုန်းမြို့နယ်ကိုရက်ကွက်မှာရှိတဲ့ညစပယ်လမ်းမှာ Wi-Fi ကြိုးတွေကိုပြန်လည်ပြုတ်ပြင်နေရကနေရုတ်တရက်မီးပြန်လာတာကြောင့်လျှက်စစ်ဓာတ်ကြိုးနဲ့ထိမိပြီးတော့ဓာတ်လိုက်တိတ်ဆုံးသွားတယ်လို့သိရပါဗျာ။ WiFi ဂျိုးတွေရှုပ်နေတာတွေကိုသူကပြန်ပြင်နေတာတချို့ဂျိုးတွေကိုပြန်ရှင်းတဲ့နေရာမှာကမီးကပြန်လာတာမီးလာတော့ဓာတ်တိုင်ကလည်းမိုးရွာထားတာနဲ့ ESC စီးပြီးတော့ဓာတ်လိုက်သွားတာပါသူရဲ့လုံဖော်ကင်ဘက်တွေကလည်းလေကားအောက်မှာရှိပါတယ်သူကဓာတ်တိုင်ဘော်ကိုတက်ပြီးတော့လှုပ်တာသူပဲဓာတ်လိုက်ပြီးထေသွားတာလို့မျက်မြင်တွေ့ရှိသူတို့ကအတီးပြုတ်ပြောကြထားပါတယ်ထေဆုံးသူဟာအသက်18နှစ်အရွယ် WiFi Internet ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ WiFi ဂျိုးတွေကိုတစုတစည်းတည်းဖြစ်အောင်လို့ click နဲ့လိုက်လံပြီးတော့ချီနှောင်ရင်းကနေအခုလို့ဓာတ်လိုက်ထေဆုံးခဲ့တာပဲဖြစ်ပါတယ် ်ဓာတ်လိုက်တာကခဏပါဗျာပြုတ်ကြတော့အောက်ကသူ့တငယ်ချင်းလှုပ်ဖို့ကိုင်ဘက်တွေကထိန်းထားတယ်။ဒါပေမဲ့နှလုံးရက်ပြီးတော့အသက်သေးဆုံးသွားတာပါလို့မျက်မြင်တွေ့ရှိသူတို့ကဆက်လက်ပြောပြထားပါဗျာ။သေဆုံးသူကိုမြမကျဲပြူလူမှုကွန်ကြီးရဲ့အသင်းကမြောက်လာပါဆေးုံကိုကွန်ကြီးပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကကမ္ဘာအနှုမျိုးဖိုရမ်2025ကိုတက်ရောက်ရန်အတွက်ဒီကနေ့မနက်ပိုင်းမှာနေပြည်တော်အပြည်ပြည်ဆိုင်ရာ၄စိတ်ကနေပြီးတော့ထွက်ခွာမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာအနှုမျိုးဖိုရမ်ကိုစက်တင်ဘာလ25ရက်နေ့ကနေစက်တင်ဘာလ28ရက်နေ့အထိရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့မင်းအောင်လိုင်ကိုတက်ရောက်ရန်ရုရှားကောင်းဆောင်ပူတင်ကဖိတ်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖိုရမ်ကိုနိုင်ငံပေါင်း100ကျော်တက်ရောက်ရမှာဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်ကအ ဒီကမ္ဘာအနှုမျိုးဖိုရမ်ကိုတက်ရောက်ရန်၎င်းသီးသန့်အသုံးပြုရန်ဝယ်ယူထားတယ် MAIA319115 MSN5193 အထူးလေရင် HYALK နဲ့ထွက်ခွာသွားမှာဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ